ဘလို့ဒုက္ခမျိုးပဲဖြစ်ဖြစ်ကြုံလာပြီဆိုလို့ရှိရင်ကို့အစွမ်းရှိသလောက်ဒါဝပြေးလဲအောင်ကြိုးပမ်းအထောက်ရမယ်နော်ဂါထာမန္တန်ရွတ်လို့ပြောင်းမယ်ဆိုရင်လည်းဂါထာမန္တန်ရွတ်ဟုတ်လားဟာချစ်ဘွယ်ခင်ဘွယ်ပြောစိတ်သက်ညှိနှိုင်းလို့ပြောင်းမယ်ဆိုရင်စိတ်သက်ညှိနှိုင်းအကုန်လုံးဖြေရှင်းဒါဘာကြောင့်ဖြေလဲဒီဟာမဖြစ်အောင်ဘလို့လုပ်ရမလဲအเจ้าကိုမြင်အောင်ကြည့်ရှာပညာရှိတဲ့နဲ့တိုင်ပင်ဆွေးနွေးတဲ့ရင်ဆွေးနွေးရတဲ့အဖြေကိုလက်တွေ့လှုပ်ပြီးတော့ ဆိုလိုတာနီးမျိုးစုံနဲ့ဒါကိုပြည်လေသွားအောင်ဒီဒုက္ခကိုနော်ကြည်ရနဲ့တေသေးရနဲ့ဖြောက်သွားအောင်နီးမျိုးစုံနဲ့ဘာလို့မလို့ကြိုးစားရမယ်လက်မလျှော့အောင်အင်းနောက်ဆက်ပြောတာလေးကပို့စဉ်းစားတဲ့အကောင်အဲ့လိုနီးမျိုးစုံနဲ့အစွမ်းရှိသလောက်တတိကုံထုတ်ပြီးတော့ကြိုးပန်းအားထုတ်တော်လည်းပဲတခါတလေမှဒုက္ခကမငြိမ်ဘူးဟောဘလောက်လှုပ်လို့မှဒုက္ခကမငြိမ်ဘူးဖြစ်เสียအကြောင်းရှိတော့ဖြစ်နေပြီဆိုရမှာစို့ယောဂါတွေဖြစ်လာတယ် တက်ကြွတဲ့ဆရာဝန်တွေနဲ့ပတ်စံတဲ့အကုန်ကုန်ခံပြီးတော့အကုန်ကိုစွမ်းညာစွမ်းရှိသလောက်ကင်ကုတော့ကုတာပဲဒါပေမဲ့ကုတဲ့ကြားထဲရပဲတချို့ပျောက်လားမပျောက်မပျောက်လို့တည်သွားကြတာပေါ့ဟုတ်လားအဲ့လိုမျိုးနှီးမျိုးစုံနဲ့ကြိုးပမ်းအားထုတ်တယ်မရဘူးဒီဒုက္ခကဖြစ်နေပြီဆိုရင်ဘယ်လိုလုပ်မလို့အော်ငါဘဝရကြောင်ကံတရားတွေကိုပြုတ်ခဲ့လို့ဘဝရလာပြီရလာရင်ဒီဘဝမှာမဖြစ်เสียအကြောင်းရှိရင်ဘာမှတားမရဘူးဖြစ်တာဟုတ်လား အဲ့ဒီဖြစ်လာတာကိုငါတတ်နိုင်တယ်မြားနီးမျိုးစုံနဲ့မဖြစ်အောင်ငါလုပ်ပြီးပြီအခုမရမရဘူးဆိုလို့ရှင် အော်လူရလို့ဖြစ်လာရင်လူဒုက္ခဆိုတာခံရဟုတ်လားတကယ်တမ်းကဘုန်းတို့ခန္ဓာမှာဖြစ်နေတဲ့ဒုက္ခတွေဟာဒီခန္ဓာကြီးဖြစ်နေလို့ကိုဂျုံနေရတာအဲ့လိုဂျုံရပြီဆိုလို့ရှင်အော်ဖြစ်เสียအကြောင်းရှိလို့ဖြစ်လာပြီဆိုပြီးတော့ကိုပြုတ်ခဲ့တဲ့ကံတွေကိုစဉ်းစားပြီးတော့ဘာလုပ်ရမလဲဆိုတော့ဒီခံရပြီတဲ့ဒါအကောင်းဆုံးနီးကိုပြောတာနော်နီးမျိုးစုံနဲ့စူးစမ်းမရဘူးဆိုရင် မမကန်ကန်စဉ်းစားပြီးတော့ဒါကိုတိခံတိမခံမဲ့နဲ့ဒေါသတွေနဲ့မကျင့်တဲ့ချက်တွေနဲ့တုံ့ပြန်နေမယ်ဆိုရင်လည်းအကျိုးရလကပိုးတောင်ဆိုးသွားနိုင်တယ်ဟုတ်ရဲ့လားအဲ့ဒါလေးကိုဘုံဘုံကသဘောကျအဲ့လိုမျိုးနော်စရာဗျာတိမရဏခယနတနာအိုရင်းနာခြင်းတေခြင်းကုံခြင်းပြက်ခြင်းဒီတရား၅မျိုး ਨੇ ပတ်သက်လို့စိုးရိမ်မယ်ဆိုရင်မစိုးရိမ်အောင်ဒါ၅တယောက်တည်းဖြစ်နေတဲ့ကိစ္စမို့အလုံးဖြစ်နေတဲ့ကိစ္စ နောက်ဆိုရင်ညာဖြင့်အစာပြည့်မယ်ရုပ်ပြည့်မယ်ရန်သူဝမ်းသာမယ်ချစ်သူဝမ်းနေမယ်ဘာအကျိုးမှမရှိဘူးလို့စဉ်းစားပြီးတော့ကိုယ့်ကိုယ်ကိုငြိမ်းအေးအောင် နေနိုင်ရမယ်လို့